ျွန်တော်တို့မှာအေးမင်းဒါဆိုရင်ဒီပါတယ်ရမလားပါခင်ဗျာဒီကနေ့ကျွန်တော်ဗီဒီယိုတဘောကို reaction လောက်မှာဖြစ်ပါတယ်မျိုးထိုက်သိမ့်တဲ့ပြောထားတဲ့ဗီဒီယိုတဘောဖြစ်ပါတယ်သူကဘာလဲပြောထားလဲဆိုတော့ယခုတော်လိုင်းရဲ့မှာအာရခတက်တော်ရဲ့ဥဆုံးမှုအကအတူတူလိပ်ပါရမယ်အကြောင်းအာရခတက်တော်ဟာမြန်မာပြည်အတွက်အပြောင်းလဲဖြစ်နေတဲ့အကြောင်းတွေနောက်တစ်ခါရိုဟင်ဂျာလူမျိုးတွေ မွတ်စလင်တွေအာရခတက်တူကိုထိရင်တော့မြန်မာတနိုင်ငံလုံးနဲ့ရင်ဆိုင်ရလိမ့်မယ်ဆိုတဲ့အကြောင်းအယွန်ဂျီဝန်ကြီးချုပ်တွေရိုဟင်ဂျာအကြမ်းဖက်တွေကိုအောင်ပင်အောင်မြောက်ပြုတ်နေတယ်ဆိုတဲ့အကြောင်းတွေကိုပြောထားတာဖြစ်ပါတယ်ဟစ်တီဗီဂျိုဖိုင်ကိုကျွန်တော်ရေရှင်လုံးမှာဖြစ်ပါတယ်ကျွန်တော်ကြည့်ရအောင်ခင်ဗျာအေးရအောင်မြင်မှုတွေသည်တကယ်ကိုခြေတန်းလုံးလုံးနှုတ်လုံးလုံးနဲ့နော်လှုပ်ရှားလာလိုက်တာ အချိန်ကြိုအတွင်းသာအေဆိုရာကလူဥတော်လိုင်းမတိုင်ခင်မှာနောက်ဆုံးမှပေါ်လာတဲ့တိုင်းသားလက်နက်ကိုက်တပ်ဖွဲ့ဖြစ်တယ်။သို့တော့အေအေအောင်မြင်မှုတွေသည်တကယ်ကိုအမခံလူဥတော်လိုင်းမှာလည်းအေအေသည်တကယ်ကိုတော့ကျွန်တော်တို့လက်တွေ့ကြကြမြေပြင်မှာဥဆောင်နေတဲ့တိုက်ပွဲဝင်နေတယ်။ဒါကြောင့်မလို့အေအေရဲ့စစ်မျက်နှာကကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာပြည်အနှံ့မှာရှိတယ် နော်တကယ်လက်တွေ့မြေပြင်မှာရှိသောကောင်းဆောင်မှုနော်မြေပြင်မှာရှိသောကောင်းဆောင်မှုနော်လက်တွေ့ကြသောလှုပ်ဆောင်မှုတွေကြောင့်အေးရဲ့အောင်မြင်မှုတွေကတကယ်ကိုအမခမ်းပါပဲနော်တကယ်ကိုအမခမ်းပါပဲအဲ့တော့ကျွန်တော်တို့ဒီຫນွေဥတော်လိုက်မှာဗာမြင်ရလဲဆိုတော့ တကယ်ဆန္ဒရှိပြီးတကယ်လုပ်ရင်တကယ်ဖြစ်တယ်တကယ်အောင်မြင်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ကြရပါတယ်เนาะတွေ့ကြရပါတယ်အဲ့တော့ကျွန်တော်တို့ကเนาะ A ရဲ့ခေါင်းဆောင်မှုနောက်ကိုတကယ်ကို လိုက်တက်ပါတယ်အဲ့တော့ A ရဲ့ခေါင်းဆောင်မှုနောက်ကိုလိုက်ကြစုလို့ကျွန်တော်အနေနဲ့ဆော်ဩကြတယ်ဆိုမြေပြင်မှာ AA ကနော်မဟာမိတ်တပ်ဖွဲ့တွေနဲ့တဖွဲ့တည်းတိုက်တာမဟုတ်ပါဘူးမဟာမိတ်တပ်ဖွဲ့တွေနဲ့လက်တွဲပြီးတော့ပူးပေါင်းတိုက်ပွဲဝင်နေတယ်နော် အောင်ပွဲတွေတကယ်ကိုရတယ်အခုဆိုလို့ရှိရင်ကျွန်တော်တို့နော်ကပ္ပစဆက်ယုံနေဧရာဝတီမြစ်အနောက်ချမ်းနော်ဘကူမကွီးအဲ့ဒီအထိကိုရောက်နေပြီဒါတွေဒီကျွန်တော်သတင်းစာမျက်နှာတွေမှာပါတဲ့သတင်းချက်လက်ကိုပဲပြောတာပါနော်ကျွန်တော်တို့သတင်းမှာသတင်းထုတ်ပြန်ပြီးသားကိုပဲပြောတာပါနော်နော်ဆိုတော့တကယ်ကိုလက်တွေ့တကယ်ကိုအားရစရာကောင်းပါတယ်အဲ့တော့ တကယ်ကျွန်တော်တို့ကအောင်မြင်ခြင်းတကယ်လို့ရဖြစ်တယ်တကယ်လို့တဲ့အဖွဲ့တွေရှိကိုကျွန်တော်တို့ပူးပေါင်းပြီးဆောင်ရွက်လို့ရှိရင်ဖြစ်တယ်ဆိုတာကိုလက်တွေ့မြင်ကြရပါတယ်တခါကကျွန်တော်တို့ပြည်သူတွေကပြောလို့ရှိကြတယ်နော်အော် A ကဥဆောင်ပြီးပါ A ကဥဆောင်ပြီးပါဆိုပြီးပြောလို့ရှိကြတယ်တကယ်ကို A နဲ့သွားပြီးတော့ပူးပေါင်းလို့ရှိရင် A ကတကယ်ကိုဥဆောင်မှုပေးနေတာကိုကျွန်တော်တို့တွေ့ကြရပါတယ်တစ်ဖက်ကလည်းနော်ကျွန်တော်အနေနဲ့တင်ပြချင်တာက အရကတ်တော်အနေနဲ့เนาะကျွန်တော်တို့မြေပြင်မှာတကယ်ကိုအရကတ်တော်နဲ့ပူးပေါင်းပြီးတက်ခွဲဝင်နေတဲ့အဖွဲ့တွေရှိပါတယ်သူတို့ကိုလက်ကမ်းကြိုဆိုစေချင်ပါတယ်เนาะဆိုတော့ကအရကတ်တော်ဆိုတာကအလွန်အောင်မြင်နေပြီးတော့အလုပ်အရမ်းများတဲ့အဖွဲ့စည်းကြီးဖြစ်တဲ့ခါကျတော့အရကတ်တော်ဤခေါင်းဆောင်များကိုเนาะထိတွေ့ဆက်ဆံမှုเนาะဆက်သွယ်ဆောင်ရွက်မှုကြတော့အစိမ်းခေါ်မှုတွေရှိနိုင်တယ်အခက်အခဲတွေရှိနိုင်တယ်အဲ့တော့အရကတ်တော်အနေနဲ့ပြည်သူတွေเนาะအထူးသဖြင့်ကျွန်တော်တို့ညီပြေမှာရှိတဲ့ ဒေါ်လာရေးတပ်ဖွဲ့တွေအထူးသဖြင့်ဆိုလို့ရှိရင်ဒေသဆိုင်ကာကွယ်ရေးတပ်ဖွဲ့တွေကိုလက်ကမ်းကြိုဆိုဖို့ကျွန်တော်အနေနဲ့ဒီနေရာကနေပြီးတော့တိုက်တွန်းချင်တယ်ဆက်သွယ်လို့ရမယ်နော်အစီအစဉ်တွေအခင်းချင်းတွေလောက်ဆောင်ထားမယ်ဆိုရင်တကယ်ကိုကျွန်တော်တို့ဒီတက်ပို့ပြီးတော့ AA ရဲ့တိုက်ဆက်တွေကပုံမူပြီးတော့အားကောင်းလာမှာဖြစ်တယ်ဒါကနောက်တစ်ခုကနော်နောက်တစ်ခုကကျွန်တော်တို့ အေအေကိုယ်တိုင်ကလည်းမြန်မာပြည်အနှံ့မှာစစ်မျက်နှာတွေကိုဖွင့်ထားရတယ်။ဒါအပြင်ကိုလူဦးဒေါ်လာကြီးအစကတည်းကအေအေကဒေါ်လာတိုက်ပွဲဝင်နေတာဖြစ်တဲ့အတွက်နော်အေအရခတက်တော်ရဲ့နော်ကျွန်တော်တို့ဦးရဲကောင်းများဟာလည်းပင်ပန်းတာရှိတယ်နော်ဒီလိုကြဆုံးတာရှိတယ်ဒဏ်ရာရတာရှိတယ်အနာပေးဖို့လိုတာရှိနိုင်ပါတယ်ဒါကျွန်တော်တို့မှန်းကြည့်လို့ရပါတယ်တခါကျွန်တော်တို့သတင်းတွေထဲမှာကြည့်မယ်ဆိုလို့ရှိရင် မဒေဗလော့မန့်မီဒီယာဂရုပတို့နော်နရင်စရာတို့နော်ကြည့်ကြည့်ပါနောက်တစ်ခါကျတော့ AK မီဒီယာတို့နော်အဲ့ဒါတွေဆိုလို့ရှိရင်ရခိုင်တရင်နဲ့ပတ်သက်ပြီးတော့နော်တကယ်ကိုအားကိုးရတဲ့သတင်းမှန်တွေရခိုင်သားတွေကိုတိုင်းတင်နေတဲ့သတင်းတွေလို့ကျွန်တော်အနေနဲ့မှတ်ယူပါရစေအဲ့ဒါ ਈ မှာသွားကြည့်ကြည့်ပါတို့သတင်းမှန်တွေအများရန်ထုတ်တယ်တင်တယ်အဲ့ဒီမှာဗာတွေ့ရလဲဆိုတဲ့အခါကျတော့မောင်တော်မှာနော်ဘင်္ဂလားဒေ့ရှ်ကိုချိန်ချပြီးတော့ဘင်္ဂလား အကြံဖတ်တောင်းញမ်းသူတွေကအေးအေးကိုနောက်ကျောရနေပြီးတော့ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့အထောက်ပံ့နဲ့နော်အကြံဖတ်မင်းအောင်လှိုင်ရဲ့အထောက်ပံ့နဲ့နောက်ကလည်းဝင်တိုက်နေရရှိပါတယ်အဲ့တော့အေးအေးအနေနဲ့ကအရန်ကိုအလုပ်များပြီးတော့တကယ်ကိုစစ်မျက်နှာတွေတော်တော်ဖွင့်ရတယ်နောက်ကျောကိုဓာတ်နဲ့ထိုးတဲ့ဟာကိုလည်းခံနေရတယ်အဲ့တော့ဒီလိုအနေနဲ့မှာကျွန်တော်ချစ်ချင်သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်နော် အေးအေးအနေနဲ့လည်းတကယ်ကိုမဟာမိတ်ကြီးလိုအပ်တယ်လို့အေးအေးရဲ့ရဲဘော်တွေကိုအလှည့်ကျအနာပေးဖို့လို့နော်ကြာဆုံးသွားတဲ့ရဲဘော်တွေနေရာမှာအစားထိုးဖို့ဆိုတော့အေးအေးအနေနဲ့ကလည်းလူသစ်တွေအများရန်လုံနေမှာဖြစ်ပါတယ်နော်မဟာမိတ်ကြီးလည်းအများရန်လုံနေမှာဖြစ်ပါတယ်လူကယ်ပြန်ဝင်ကြီးဆိုလို့ရှိရင်ဒေါက်တာဝင်းမြတ်အေးဆိုလို့ရှိရင် NLD အစိုးရလက်ထက်တုန်းက position တပြူးနော်မြန်မာပြည်မှာ role မရှိဘူးဆိုပြီးတော့ပြောတယ် အာနူဂျီကိအစိုးရဆိုပြီးတော့လုတ်တဲ့ချိန်လဲကြာအာတိုင်းသားတွေပါဆိုပြီးတော့ပြောတယ်ခင်ဗျားတို့ကလေကိုယ့်ရဲ့ယုံကြည်မှုကိုခင်ဗျားတို့ခိုင်ခိုင်မာမာအသက်ပေးပြီးတော့ရင်မဆိုင်ရတဲ့ထမနော်ခင်ဗျားတို့ပါတယ်တော်တော်ဆိုးတယ်နော်တော်တော်ဆိုးတယ်အမှန်ကခင်ဗျားတို့ပြောရမှာကဒီကိစ္စသည်နော်ရိုးဆိုပြီးတော့ပြောနေတဲ့ကိစ္စသည်ရခိုင်တိုင်းသားတွေနဲ့နော်ကွန်ဖလစ်ဖြစ်နေတယ်နော်ပြဿနာမပြေလည်ဘူးဒီလိုပြောရမှာခင်ဗျားတို့ နော်အဲ့ဒီ rule လို့ခေါ်ရရခိုင်သားအတိုင်းအသားတွေကစိတ်ဆိုးတယ်မကြိုက်ဘူးဘာကြောင့်လဲဆိုတော့သူတို့က rule ဆိုတဲ့အုပ်စုတွေသည်မြန်မာပြည်ရဲ့ဌာနေတိုင်းအသားမဟုတ်မြန်မာပြည်ရဲ့တိုင်းအသားမဟုတ်ဘူးငကိုရှိတဲ့ဟာမဟုတ်ဘူးသူတို့ကဒီလိုပြောတာအဲ့တော့ဒါကိုရှင်းရမယ့်ကိစ္စတွေဖြစ်တယ်ဆိုတာခင်ဗျားတို့ကပြောရမယ်အစားနော်ဒေါက်တာဝင်းမြတ်အေးဆိုလို့ရှိရင်အဲ့လိုမျိုးတွေနောက်ဒေါက်တာဝင်းမြတ်အေးအပါဝင်နောက်ကျန်တဲ့နုကြည်ဝင်းကြီးဘသူတွေရှိသေးလဲတက်ပြီးတော့သူတို့ပုတ်စစ်တင်ပြီးတော့တောင်းပန်ကြတာကိုတွေ့မိတယ်အဲ့တော့ဒါကတော့ခင်ဗျားတို့သဘိုင်းပါ ေးဒါပေမဲ့အတွင်းစကားကဘာကြလဲဆိုတော့အဲ့ဒါရေးစကားကိုကျွန်တော်ပြောကျွန်တော်တို့တွေကပြပထွက်ပြေးလာလူကြီးဆိုရဆိုပြီးလုတ်တဲ့ခါကျတော့အဲ့ဒီထွန်းခင်တို့နေစန်းလွင်တို့ရိုးအုပ်စုတွေနော်အခုဆိုရွှေမောင်းတို့အောင်ပါတယ်ဟွာကြက်ဖွန့်နော်ဘူးတိတောင်ဘောင်းတို့ကနေကိုယ်စလဲလုတ်သွားတယ်ရွှေမောင်းအခုအမေရိကရောက်နေတယ်ဆိုတို့အုပ်စုတွေနော်ဘင်ဂျူအုပ်စုတွေပေါ့ဗျာနော်ဘင်ဂျူအုပ်စုတွေတို့ကဘာပြောလဲဆိုတဲ့ခါကျတော့လူကြီးနဲ့တအုပ်လုံးကို pressure ပေးတယ်လို့ပြောတယ်ဖိအားပေးတယ်ဖိအားပေးတော့ဆိုလိုချင်တာကလူကြီးတို့ကထွက်ပြေးရတယ်ဗျာအဲ့ဒါဒီလိုတော့ကုစလရေးကနိုင်ငံထွက်ပြေးရတယ်ဆိုတော့သူတို့ကမြောက်တက်ကိုင်းလို့လို့ဖြတ်သွားပြီးပြေးရတော့နော်သူတို့အနေရောက်တဲ့အချိန်ပေါ့အနေရောက်တဲ့အချိန်လဲကြလဲကြပေါ့နော်အဲ့မှာနော်အရက်ကတ်တော့အေအေနဲ့မကြည့်တာကိုခင်ဗျားတို့ကြည့်ကြည့်အနေရောက်တဲ့အချိန်လဲကြလဲကြရောဒီကောင်တွေကဘာလုပ်လဲဆိုတော့ပြန်တောင်းပန်ခိုင်းတယ်အပေါ်စီးကနေဆက်ဆက်လာနမို့ဆိုလို့ရှိရင်အမေရိကန်ကကူညီပါမဟုတ်ဘူးလို့နော်ဒါအပြင်ခင်ဗျားတို့ကဘယ်လိုမှအတိမပြုမှာမဟုတ်ဘူးလို့ ခမားတို့ NUG ကိုအစိုးရအဖြစ်တီးမှတ်ပြုခြင်းလို့ရှိရင်ရိုဒီယိုခမားတို့ကเนาะတောင်းပန်မယ်ဆိုပြီးတော့အဲ့လိုမျိုး ပြောတယ်ဆိုတာကိုကျွန်တော်တို့ကြားတယ်เนาะအဲ့တော့ရိုဒီကသူတို့ကိုချင်းချောက်လိုက်တာ ਨੇ เนาะဘင်ဂျူအုပ်စုကချင်းချောက်တာเนาะတဘောတာမပြတ်သားမခိုင်ပါတဲ့အုပ်စုတွေဖြစ်တဲ့အခါကျတော့ချက်ချင်းကိုအဲ့လိုမျိုးတွေဖြစ်ကြတယ်လို့ကျွန်တော်တို့ကြားမိတယ်တော်တော့ကျွန်တော်တို့အရကတက်တော် AA ရဲ့ရည်ရည်ချက်ကိုကျွန်တော်ကြည့်မယ်ဆိုရင်เนาะတကယ်တကယ်ကျတော့ NLD အစိုးရလက်ထက်မှာဒေါအောင်ဆန်းစုကြည်သမရဦးရင်းမြင့်တို့ငါလက်ထက်တွေမှာ American Army ကိုအရင်တိုက်ဆိုပြီးတော့လေကြောင်းဘုံကျဲတာကိုတိုက်တာတွေကိုခွင့်ပြုခဲ့တယ်နော်ခွင့်ပြုခဲ့တယ်အဲ့လိုမျိုးကိုလုပ်ခဲ့တယ်အဲ့လိုလုပ်ခဲ့ရင်တလန်နဲ့အခု NLD ကထွက်ပြေးနှုတ်ကြည်ဆိုပြီးလုပ်တဲ့အချိန်မှာ American Army ကရန်ဘတ်အနေနဲ့မဆက်ဆံဘူးလို့အဲ့လိုမျိုးလေနော်လုတ်ခိုင်းတာတွေမရှိဘူး အခုချိန်မှာအကောင်းဆုံးဆက်ပြီးတော့ဥစားမှုပေးနေတယ်ဆိုတာကိုတွေ့ရတယ်။အဲ့တော့ခုနကထွန်းကယ်လို့နေစမ်းလွင်လို့အောင်ကျော်မိုးရရဲ့ဘင်ဂျူအုပ်စုတွေကမလုပ်လဲဆိုတော့ဒီတော်လိုင်းင်းမှာလဲဝိုင်းမတိုက်တဲ့အပြင်အခုကတော်လိုင်းကိုဥနိုင်အောင်လုပ်နေတဲ့အဖွဲ့ကိုလိုက်ပြီးတော့တိုက်နေတာဒီကျွန်တော်တို့တော်လိုင်းင်းတစ်ခုလို့ကျွန်တော်မြန်မာပြည်သူတယောက်လုံးကိုစော်ကားလိုက်တာဖြစ်တယ်လို့တော်လိုင်းရေးကြီးကိုဖျက်ဆီးတာဖြစ်တယ်ဒါကိုကျွန်တော်တို့ကပြောတဲ့သူတအားငင်းနေလို့ကျွန်တော်ပြောနေရတယ်ဖြစ်တယ် ဒါကိုကျွန်တော်တို့ speaker တွေ live speaker တွေအနေနဲ့လည်းပုံပုံလေးလည်းပြောသင့်တယ်အထူးသဖြင့်ကတော့နုကြီးကကိုယ့်ရဲ့ position ကိုရှင်းရှင်းလင်းလင်းပြထားတယ်ဒါပြင်ကျွန်တော်တို့မြေပြင်မှာရှိတဲ့เนาะဒေါ်လာကြီးတစ်ခွက်တွေအကုန်လုံးเนาะအကုန်လုံးအကုန်လုံးเนาะအကုန်လုံးကလည်းဒါကို position ကိုရှင်းရှင်းလင်းလင်းเนาะဟိုတကလောကဆိုလို့ရှိရင်ထားပါတော့အရကတ်တော် AA ရဲ့ခေါင်းဆောင်တွေကိုအာဂျင်တီးနားမှာအဲ့ဘင်ဂျိုအုပ်စုတွေကเนาะဖမ်းဝမ်းထုတ်ခိုင်းတဲ့အခါကျတော့ ဗမာအာမီနော် BA ပေါ့ဗျာသူတို့ကကန့်ွက်တယ်ကန့်ွက်ပြီးတော့ဗာပြောလဲဆိုတော့ AA နဲ့အတူတူရက်တီကြောင်းနော်ဘုဂျုတ်ထရမ်ရိုင်းနဲ့အတူတူရက်တီကြောင်းဒီလိုမျိုးပေါ်ပြတယ်အဲ့တော့ကျွန်တော်တို့နိုင်ငံရေးအရာဒါကတိတ်အရေးကြီးပါတယ်ဒီလိုပေါ်ပြဖို့လိုပါတယ်နော်နော်အဲ့ဒါကိုကျွန်တော်အနေနဲ့တင်ပြချင်တာအဲ့တော့မြေမြန်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့တွေအနေနဲ့ဒါကငါတို့နဲ့မဆိုင်ဘူးလို့မထင်ပါနဲ့အရကတတော်ရခိုင်ကိုထိတာဒီကျွန်တော်တို့ကိုထိတယ်တူတူပါပဲတော်လိုင်းတစ်ခုလုံးကိုထိတယ်တူတူပါပဲ အဲ့တော့ကျွန်တော်တို့တွေကနော်ဒီမှာကျွန်တော်တို့ကပြည်တော်စုသားစိတ်ဓာတ်ကြီးနော်နောက်တစ်ခါကျတော့ကျွန်တော်တို့အဲဒီ Federal စိတ်ဓာတ်ကြီးဆိုတာကတယောက်ကိုထိလို့ရှိရင်တယောက်ကနားပါတယ်နော်ဆိုရက်ကကျတော့အခုကဘင်္ဂလားဒေ့ရှ်ကလည်းလူပါဝါတယ်နော်ဗီဂျိုအုပ်စုတွေကလည်းလူပါဝါတယ်မြေပြင်မှာအာစာ RSO ARA ဒီအဖွဲ့တွေကလည်းမြေပြင်မှာရန်လုံနေတယ်တိုက်နေတယ်သူတို့ကဒီအချက်ကိုတမန်တိုက်တယ် မာလာဘကနေပေါင်းတိုက်တာနော်ဘုသီတော်မောင်းတော်မှာဆိုလို့ရှိရင်မာလာဘကနေသူတို့ပေါင်းတိုက်ရဲ့အဲ့ဒီမှာဘုသီတော်မောင်းတော်ဘက်မှာရှုံးသွားတဲ့အခါကျတော့နော်ဘင်္ဂလားဒေ့ရှ်မှာခြေဆိုင်တယ်အခြေဆိုင်ပြီးတဲ့အခါကျတော့အခုအရကတက်တို့လုံးအဲ့တော့အခုကြည့်ကြည့်လိုက်အခု live ပေါ်မှာ share ရမယ်ကြည့်ကြည့်လိုက် Facebook မှာကြည့်ကြည့် YouTube မှာကြည့်ကြည့်ဟာအေအေက viewer ကိုသိမ့်လိုက်ပြီဟာနိုင်ငံစကားမှာအမ်ဘရန်လမ်းမှာ ဟာပြီးသူတွေအေးပျော်ကြတယ်ပျော်ကြတယ်ခမရကဒီလောက်တောင်အသက်သွေးကျွေးနဲ့ခေါင်းဆောင်ပြီးကြိုက်နေတယ်အေးအေးကိုနော်နောက်ကြောကနေပြီးတော့လုံနေတဲ့ကောင်းနေဘလောက်စိုးရလဲအဲ့တော့ကျွန်တော်ပြီးသူတွေကိုလည်းတရေစကားပေးချင်တာကဟုတ်ပြီအေးအေးရဲ့အောင်မြင်မှုငါတို့ရဲ့အောင်မြင်မှုအဲ့တော့အေးအောင်ပွဲခံတယ်အေးအေးအောင်မြင်တယ်ကျွန်တော်တို့အောင်ပွဲခံတယ်အေးဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေအကုန်လုံးကလည်း ေးအေးကိုဒီလိုမျိုးရန်ရှာနေတဲ့ဟာဒီပြဿနာရှာတဲ့ဟာတွေကိုကျွန်တော်တို့ကမသိကြအောင်စောင့်ကြည့်လို့မရဘူးကျွန်တော်တို့ဝိုင်းပြောရမယ်ဝိုင်းကာကွယ်ရမယ်ဝိုင်းရက်တီးရမယ်ဒါဒီကျွန်တော်တို့ပြည်သူအရောက်ချင်းစီပိုင်းလဲတာဝန်ရှိပါတယ်ဒါကိုလည်းကျွန်တော်ပြည်သူတွေအကုန်လုံးကိုသတင်းစကားပေးခြင်းလဲအဲ့တော့เนาะအဲ့တော့ကျွန်တော်တို့ဒီအရက်ကတ်တတော်အေအေနဲ့အတူရက်တီးဒီအရက်ကတ်တတော်ရဲ့ခေါင်းဆောင်ဗိုလ်ချုပ်ထွန်းမရနိုင်တဲ့ဒေါက်တာညိုထွန်းအောင်လို့ ਨੇ တူတူရက်တီးဒီဆိုတာကို ကွန်မန့်ရေးကြပါအေဒီနီယာမှာကျွန်တော်တခုပြည်သူတွေကိုသတင်းစကားပေးခြင်းတယ်အဲ့ဒါကဘာလဲကျွန်တော်တို့ဒီဒီကောင်းဒီဘင်ဂျိုအုပ်စုတွေရဲ့ထောင်ချောက်ချက်ကိုဝင်သွားလို့မရအောင်နော်ဝင်သွားလို့မရအောင်အဲ့တော့ကွန်မန့်ရေးတဲ့အခါကြာလို့ရှိရင်နော်ရုပ်ရင်းကျန်တဲ့စကလုံးတွေမပါပါစေနဲ့နော်ဆဲဆုံမှုတွေမပါပါစေနဲ့နှိမ်ချတဲ့စကလုံးတွေမပါပါစေနဲ့နော်ရိုးရိုးပဲရေးပါနော်အချက်လက်ကိုပဲပြောပါ မြမို့ဆိုရင်ဓာရီကိုသူတို့ကဘာလုပ်မလဲဆိုတဲ့အခါကျတော့သူတို့ကိုလူမျိုးရေးဘာသာရေးအရခွဲခြားဆက်ဆံပါတယ်ဆိုပြီးတော့သူတို့ကဓာကိုစောင့်နေတာဖြစ်တယ်။အဲ့တော့ကျွန်တော်တို့ကဘာသာရေးကြောင့်တည်းမပြောဘူးเนาะအချက်လက်ကိုကျွန်တော်တို့ပြောမယ်။အကြောင်းအရာကိုပြောမယ်เนาะဆိုတော့ဓာကိုအထူးသဖြင့်နောက်တစ်ခုကျွန်တော်ပြောချင်တာကမြမပီကမွတ်စလင်အတိုင်းဝန်းကိုလည်းကျွန်တော်ပြောချင်တယ်။မြမပီသားမွတ်စလင်အတိုင်းဝန်းဒီမွတ်စလင်တွေဒီကျွန်တော်တို့မြမနိုင်ငံသားတွေဖြစ်တယ် เนาะကျွန်တော်တို့ရဲ့အကုန်လုံးနော်ကျွန်တော်တို့အကုန်လုံးရဲ့ကျွန်တော်တို့တွေဒါညီကိုမောင်နှမတွေဖြစ်တယ်